โอเคထိုင်းကရင်ဖိုက်တာနဲ့မြန်မာကရင်ဖိုက်တာမိုက်ဆန်နော်နဲ့ထိုင်းကရင်ဖိုက်တာနဲ့မြန်မာကရင်ဖိုက်တာဇာကတော့တော်တော်ပြင်းတယ်လို့ပြောလို့ရတယ်ပထမဒီဒီပွဲမတိုင်ခင်ကတည်းကကျွန်တော်ကဗီဒီယိုလုတ်ပြီးတော့ပြောထားတာရှိတယ်ဒီပွဲကတော့တော်တော်ကိုမှမြန်မြန်ဆိုင်ဆိုင်နဲ့ကြည့်ရမယ်ပွဲပါဆိုပြီးတော့ပထမပွဲတုန်းကတော့ဒီအစိုးနိုင်ဦးကတက်လုံး ကြသွားတယ်အချိန်မလောက်ဘူးဆိုပြီးတော့လည်းကျွန်တော်ပြောပြောထားတယ်ပေါ့နော်ပွဲကအရင်တော်တော်ကြီးနီးကပ်မှသူပြင်ဆင်ချိန်တိတ်မရလိုက်လို့အဲ့ဒီပွဲကလွှဲချော်မှုလေးတွေသူစီမှာရှိလို့သူရှုံးသွားရတာပါဆိုတော့ဒီပွဲမှာသူကအပြည့်ဝကိုမှယုံကြည်မှုရှိနေကစားပြသွားပါတယ်သူကစားသွားတဲ့ပုံစံကလုံးဝကိုရိုးရှင်းတယ်ဘာတွေရှိလဲသူစီမှာဘာတွေရှိလဲဆိုတော့ပထမဆုံးပြောချင်တာကစိတ်တော်တော်ကိုမှစိတ်တည်ငြိမ်တဲ့ဖိုက်တာ ဒုတိယကသူ့ရဲ့မာကုံသူ့ရဲ့မာကုံတတိယကလက်နဲ့လက်နဲ့ထုတ်တဲ့အခါမှာတတော်ကူမှာအကွက်ကြကြနဲ့ဒီပြက်မှတ်ကိုခိအောင်ထိုးနိုင်တယ်ပေါ့နော်ထိုင်းကရင်ဖိုင်တာကလည်းတတော်ကူမာတယ်လို့ပြောလို့ရတယ်သူတစ်ချက်တစ်ချက်ပြစ်သွင်းတဲ့အလုံးတွေကလုံးဝကိုဒီတချို့ဖိုင်တာတွေဆိုလို့ရှိရင်ဒါထားတော့မှမဟုတ်ဘူးပေါ့လေတကယ်တမ်းကျတော့ဒီ KD ကြမယ်ဆိုရင်တောင်၄ချိန်လောက်ထိကို KD ကြာနိုင်တယ်ဗောနော်လေးကြီးကတော့မရှိပါဘူးဒါအပြုတ်သဘောဆောင်ပြီးတော့ပြော ပြောပြောတာဗောနော်ဆိုတော့တတော်ကိုမာတယ်လို့ပြောလို့ရတယ်စုနောင်ဒီတတောင်ရိုက်ချက်တွေဒီပွဲမှာထလှပပနဲ့ကိုအနိုင်ယူသွားနိုင်တယ်ထိုင်းတွေကိုဒီတစ်ခါပဲအမှတ်နဲ့အနိုင်ရဖို့လေဆိုလို့ KD ကြသွားလို့ဒါအမှတ်နဲ့အနိုင်ရရှိသွားတယ်ဗောနော်တကယ်လို့ဒါ KD မကြဘူးဆိုလို့ရှိရင်ထိုင်းကရင်ဖိုက်တာကလည်းမာဂုံရောဒီတက်နက်ပိုင်းရောရောဘာတစ်ခုမှကိုပြောစရာမလိုအောင်ကိုကောင်းခဲ့တယ် ါထမအချီ10မိနစ်နဲ့50စက္ကန့်အလိုမှာအဲဘယ်ဝိုက်လက်ပြီးကြက်ကြောက်ထိုင်းကရင်ဖိုက်တာက KD ကျသွားခဲ့တယ်ပေါ့နော်ဆိုတော့ KD ကျသွားတာတော့မှအဲဒုံးဝကိုဗျာစိတ်ကိုတည်တည်ငြိမ်ထားပြီးတော့ဒီတိုင်းရက်ကြည့်နေနိုင်တယ်သူစိတ်လှုပ်ရှားတာတို့ဘာတို့ညာတို့အဲ့လိုမျိုးပတ်ပြေးနေတာတို့မျိုးမဟုတ်မရှိဘူးပေါ့လေဆိုတော့သူကီဒီကျသွားတဲ့ဖိုက်တာကိုသူစိုက်ပြီးစိုက်ပြီးတော့ကြည့်နေတယ်ပွဲစဉ်ကြီးညာပေးတဲ့သူတွေတောင်မှ ဟာဘာလဲပေါ့ဒီလောက်တည်ငြိမ်အောင်ကစားနိုင်တယ်ဆိုတာအဲ့လိုမျိုးပြောထားတာရှိတယ်ပေါ့နော်ဆိုတော့တကယ်ကိုမှစိတ်ပိုင်းစိတ်တည်ငြိမ်ချက်ကတော့အရန်ကိုမှတည်ငြိမ်တယ်အရန်ကောင်းတယ်ဒုတိယအချီပြန်လှုပ်တဲ့အချိန်မှာ20နဲ့10စက္ကန့်အလိုမှာထိုင်းကရင်ဖိုက်တာက KD တစ်ခါထတ်ကြသွားတယ်ဆိုတော့အဲ့ဒီမှာ तू က KD နှစ်ခါကြသွားပြီ KD နှစ်ခါကြသွားတော့ तू ကလုံးဝဒီကျွန်တော်တို့ရဲ့ဒီဖိုက်တာကို तू ကဆုံးတတ်ဖို့ လုံးအသက်အတိုင်းကို तू ကလိုက်တယ်အဲ့အချိန်မှာ तू တကယ်လို့များဒီ hacker တစ်ချက်မှာ तू ရိုင်ထွက်သွားတယ် hacker တစ်ချက်ဒီစိုးနှောက်ဦးက hacker တစ်ချက်ကန်လိုက်တယ် hacker တစ်ချက်ကန်လိုက်တဲ့အချိန်မှာ तू ရိုင်သွားတယ်ရိုင်သွားတဲ့အချိန်မှာပဲဒီမိနစ်ကမိနစ်ကပြည့်သွားတယ်ဗောလေရိုင်ပြီးနည်းနည်းပပပဲလောက်သွားတယ်တူမကုံကတော့တော်တော်မြင့်တယ်လို့ဆိုရမယ်ဒီဘွဲကလည်းဒီညဖြိုဖြင်းမှုတွေမှာမင်းညကဖြိုဖြင်းမှုတွေမှာတကယ်ကိုကောင်းခဲ့တဲ့ပွဲတစ်ပွဲပါ အရန်ကိုမှလည်း high level level မြင့် fighter နှစ်ယောက်တွေ့ပြီးတော့ကစားသလိုပါအရန်ကြည့်လို့ကောင်းပါတယ် congratulation ပါဆိုတော့ကျွန်တော်တို့တွေအခုလို့အခုဆိုလို့ရှိရင်တော့သူ့ကိုဒီအားပေးမှုတွေတော်တော်များများရှိနေလောက်ပြီပေါ့နော်ရနေကြလောက်ပြီပေါ့နှစ်ပွဲထိုးထားတယ်တစ်ပွဲရှုံးတယ်တစ်ပွဲနိုင်တယ်ဆိုတော့ဆိုတော့မဆိုးပါဘူးကောင်းပါတယ်ဆိုတော့ okay ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဒီလောက်ပါပဲ